ကျမတို့မူကြပါစခင်ဗျာ2025ခုနှစ်ဧပြီလ26ရက်နေ့ရဲ့မွန်းတက်7နှစ်အချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝင်းရမပြည်သူပေါင်းကိုတော်လန်နေသိပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမှာရှိတဲ့ရွှေစားမဏိရွှေဆိုင်ကိုပျောက်ကြားဝိလူနှစ်ဦးအပါအဝင်ဓမြ၅ဦးက ဓမြတိုက်မှုမှာရွှေ23ကျပ်သာပါသွားပါတယ်ခင်ဗျာမန္တလေးမှာရှိတဲ့ရွှေစာမဏေရွှေဆိုင်ကိုပျောက်ကြားဝင်လူ2ဦးအပါဝင်ဓမြ5ဦးကမနေ့ကဓမြဝင်ရောက်တိုက်ခိုက်သွားခဲ့ပြီး ရွှေ23ကျပ်သာပါသွားကြောင်းသိရှိရပါတယ်ခင်ဗျာမနေ့ကဧပြီ28ရက်နေ့မိုးလွယ်2နာရီ58မိနစ်အချိန်ချမ်းမြသာစီမြို့နယ်အောင်ပင်လယ်ရက်ွက်103104လမ်းကြား55လမ်းပေါ်မှာရှိတဲ့ရွှေစာမဏေရွှေဆိုင်ကို လူ9ဦးကလက်နက်တွေနဲ့ ဝင်ရောက်ပြီးတော့ဓမြတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဓမြ၅ဦးမှာ၂ဦးကတော့ပျောက် जा ဝတ်စုံဝတ်ဆင်ထားကြောင်းအဲ့ဒီလူ၅ဦးကဟွန်နာ inside အမဲရောင်ရင်အမှတ်9မြင်းဆောင်၄ခု9ခုအဲ့ဒီရင်အမှတ်နဲ့လာရောက်ခဲ့ကြောင်းသိရှိရပါတယ်။ရွှေတဲ့ဓမြတိုက်ခိုက်ရမှုကြောင်းရွှေ23ကျပ်သားလောက်နောက်တစ်ခါ iPhone 11လက်ရှိချိန်ထိဓမြတိုက်တဲ့တရက်ခံတွေကိုဖမ်းဆီးရရှိတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။မန္တလေးမှာ မတ်လ28ရက်နေ့သခိုင်းကလင်ကြီးလောက်ကပ်ပြီးတဲ့နောက်ခိုးဆိုးလူရက်မှုတွေနဲ့လူရက်တက်ဖြတ်မှုတွေမကြာခဏဖြစ်ပွားလေရှိကြောင်းမန္တလေးကဒေသခံပြည်သူတွေကပြောကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ CCTV ကနေပြီးတော့မှတ်တမ်းနေထားတဲ့ရုပ်သံဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြောစရာရှိတယ်အကွက်တစ်ကွက်ရှိပါတယ်ဘာကွက်လဲဆိုလို့ရှိရင်အခုဖြစ်ပွားတဲ့ဓမြတိုက်မှုဖြစ်ပွားတဲ့နေရာကမန္တလေးမြို့တယ်လို့ပြောလို့ရပါတယ်မန္တလေးမြို့ဆိုတာအကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့ထိန်းချုပ်မှုအုပ်ချုပ်မှုလက်အောက်မှာ ရှိနေတဲ့မြို့ပါအဲဒီမြို့ထဲမှာပျောက်ကြားပျောက်ကြားဝတ်ထားတဲ့တနက်ကင်ထားတဲ့နှစ်ယောက်ကပျောက်ကြားဝတ်ဆောင်ဝတ်ထားတယ်ပျောက်ကြားဝတ်ဆောင်ဆိုရင်ကိုတော်လိုင်းရဲဘော်တွေဝတ်လေရှိတဲ့အဲတော်လိုင်းရဲဘော်တွေ PTF တွေဝတ်လေရှိတဲ့ပျောက်ကြားဝတ်ဆောင်ဝတ်ဆင်ထားတဲ့ဖက်နက်ကတော့ဂရီဘာဖက်နက်ညက်ဖက်နက်နဲ့အဲ့တော့ဓမြတိုက်မှုကိုဒီရုပ်တံကိုမြင်ရတဲ့အခါမှာပျောက်ကြားဝတ်ထားတဲ့ PDF တွေတော်လိုင်းရဲသမားတွေလိုထင်အောင်ထင်မှားဖြစ်အောင် အကွက်ဖန်တီးတဲ့အကွက်ပါဒီကွက်ကတော့ကလေးတောင်မှတွင်းမိတဲ့အကွက်မျိုးပါဒီလိုမန္တလေးမြို့စစ်ရှုံးကောင်စီရဲ့ဂိတ်တွေတီးတီးချထားတဲ့နေရာဒေသတွေမှာပျောက်ကြားဝစ်စုံအပြည့်နဲ့သွားရဲလာရဲတာဆိုရင်ဘယ်သူတွေရှိမလဲဆိုတာကျွန်တော်တို့တွေးတော့ကြည့်အောင်နဲ့သိပါတယ်ဒါပေမဲ့ဒီလိုမျိုးကလေးအကွက်နဲ့ဖန်တီးထားတဲ့စင်ထားတဲ့ဟာတခုကိုတွေ့ရပါတယ်အဲ့တော့မန္တလေးမှာခဏခဏငလင်းပြီးရောငလင်းမတိုင်ခင်ရောမှာ ဟိုရွှေဆိုင်ဓမြတိုက်ခံမှုတွေဗန်ဓမြတိုက်ခံမှုတွေခဏခဏဖြစ်တယ်အဲဟိုတစ်ခေါက်ကဆိုလို့ရှိရင်ဒီပောက်ကိုရောရဲ့အဲတပည့်တွေဒီပြူစောထီးတွေကနေပြီးတော့တိုက်တဲ့ဓမြမှုတွေပောက်ကိုရောကိုယ်တိုင်ခဏခဏပြန်ဖမ်းပေးတဲ့ဟာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတယ်အဲတော့ဒီဓမြမှုဖြစ်စင်ပါလေဖမ်းမိလာလို့ရှိရင်ဘယ်လိုမျိုးတော်လိုင်းရဲ့ဘော်တွေ PDF တွေကိုတရုတ်ဖြတ်မလဲဆိုတာကြိုတင်အကွက်ချထားတာကို မှတ်စာကြည့်ဦးနဲ့တည်တာပါတယ်ဘလို့ဒီပုံဖြတ်မလဲဆိုတာကိုကျွန်တော်မကြခင်မှာတွေ့ရမှာပါအဲ့တော့ကျွန်တော်ဒီကနေ့မွန်းတဲ့ချိန်ရဲ့နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတော့ကြည့်အောင်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့မန္တလေးမှာအငိမ့်စားပါမောက်ခဒေါက်တာထွေးထွေးကိုတဲ့အင်ချမ်းမီလိုက်လံပြသမယ်ဆိုပြီးရိုက်နှက်တက်ဖြတ်ပြီးတော့ လက်ဝဲလက်စားနဲ့ပိုင်ဆိုင်မှုတွေကိုလည်းလူယူသွားတယ်လို့သိရပါဗျ။မန္တလေးမှာအငိမ့်စားပမောက်ခဒေါက်တာ ထွေးထွေးကိုအင်ချမ်းမြေလိုက်လံပြသမယ်လို့ဆိုကရိုက်နှက်တက်ဖြတ်ပြီးလက်ဝဲလက်စားနဲ့ပိုင်ဆိုင်မှုတွေလူရဲယူဆောင်သွားကြောင်းမန္တလေးမြို့ကန်တချို့ရဲ့ပြောဆိုချက်နဲ့ဆွေမျိုးတူရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြချက်အရသိရပါဗျ။ဧပြီ25ရက်နေ့မွန်လွဲပိုင်းမှာအငိမ့်စားတက်ရဗေဒဌာနပမောက်ခဒေါက်တာထွေးထွေးကိုသူနေထိုင်ရမဟာအောင်မြေမြို့နယ်ကအတိအင်ချမ်းမြေပွဲသားကဒီ ိမ်ချမ်းမြေလိုက်ပြမယ်ဆိုပြီးပသိမ်မျိုးပသိမ်ကြီးမျိုးနယ်ကိုခေါ်ဆောင်သွားကရိုက်နှက်တက်ဖြတ်လိုက်တာဖြစ်ပါတယ်အဲ့အဲတော့ထွေ့ထွေ့ရှိကနေပြီးတော့လက်ဝဲလက်စားတွေနဲ့ပိုင်ဆိုင်မှုတွေကိုလူရက်သွားတယ်လို့သိရပါတယ်ပါမောက်ကဆရာမကြီးကိုအိမ်ပွဲသားကရိုက်နှက်တက်ဖြတ်သွားတဲ့တရင်ကြားလိုက်တယ်ပွဲသားကလည်းအတိလို့ပြောတယ်အိမ်ချမ်းမြေလိုက်ပြရင်လှုပ်သွားတာလို့ကြားပါတယ်လို့မန္တလေးကအိမ်ချမ်းမြေကျိုးဆောင်သူကရှင်းပြပါတယ်တက်ပြတ်ခံရတဲ့ဒေါက်တာထွေ့ထွေ့ကအသက်65နှစ်အရွယ်အငိမ့်စားပါမောက်ခတူဖြစ်ပြီးတူးတဲ့နေထိုင်သူဖြစ်ကြောင်းဧပြီ28ရက်နေ့ တောင်အင်းမြောက်အင်းတုတ်တက်မှာတချို့ပြီးစီးပြီးဖြစ်ကြောင်းကျွလုံးတဲ့တရားခံကိုဖမ်းမိတာတော့မရှိသေးဘူးလို့သိရပါတယ်။အခုတက်ထီတော့တရားခံမိတယ်လို့တော့မကြားရသေးဘူးလို့မန္တလေးကအင်ချမ်းမြေကျိုးဆောင်ကဆက်ပြီးတော့ပြောပါတယ်။မန္တလေးမှာငလင်လှုပ်ပြီးနောက်ညချိန်မှာတခိုးတွေတောင်းကျန်းလာနေ့ချိန်မှာပဲအိမ်တွေတဲကိုအလစ်တုတ်တာဓာတ်ကင်ပြီးတော့ချင်းချောက်လူရထားတွေပါဝင်ရဇွေးပုများစွာဖြစ်ပွားလျက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ဒါတော့ညင်းသားဗမောက်ခါကြီးပါ။ ဟုတ်ကဲ့ပါနောက်ထပ် သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့တင်ဆက်ချင်ပါတယ်။လက်ဗရန်မြို့နယ်စင်တလင်းကျေးရွာဘုံကြီးကျောင်းတွင်မှဝင်ရောက်တဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်မှုမှာဗိုလ်ကြီးတပ်အပါဝင်၄ဦးထံရရတယ်လို့သိရပါတယ်။ဗိုလ်တိုင်းတာယာဝရီခရိုင်လက်ဗရန်မြို့နယ်ကိုင်းတော်အုပ်စုစင်တလင်းကျေးရွာဘုံကြီးကျောင်းတွင်မှဝင်ရောက်တဆွဲထားတဲ့စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ရမှာဗိုလ်ကြီးတပ်အပါဝင်၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းရွှေရမ်းမြို့ပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်ခင်ဗျာ။ဧပြီလ26ရက်နေ့မနက်7:00နာရီလောက်ကလက်ဗရန်မြို့နယ်ကိုင်းတော်စု အုပ်စု စင်တလင်းကျေးရွာဘုံကြီးကျောင်းတွင်မှဆရှုံးကောင်စီတပ်သားတွေရောက်ရှိနေကြောင်းသတင်းရတဲ့အတွက်ပြည်သူ့ကော်မတီတပ်ဖွဲ့တွေကရှင်းလင်းမှုတွားရောက်ခဲ့ရမှာဆရှုံးကောင်စီတပ်သား15ဦးလောက် တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရမှာဗိုလ်ကြီးတဦးနဲ့စစ်သား3ဦးဒဏ်ရာပြင်းထန်ရရှိပြီးကြံစစ်သားတွေကတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်ခင်ဗျာ။ဒါကြောင့်ပြည်သူ့ကော်မတီတပ်ဖွဲ့တွေကနေမြရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာစစ်သားတွေစီးနင်းတဲ့ဆိုင်ကယ်3စီးကြီထိမှန်ပျက်စီးနေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အသေးတော့မရှိဘူးကျွန်တော်တို့ဝင်ပြစ်တော့ မခုခံနိုင်ပဲနီးစက်ရရွာတဲကိုထွက်ပြေးကြတာထိမှန်တာတော့များတယ်သူတို့ဆိုင်ငယ်တွေလည်းပျက်စီးကုန်တယ်တိုက်ပွဲပြီးသူတို့ကိုလိုက်ရှာပေးမယ်မတွေ့ရတော့ဘူးမနဲ့လင်းလို့သူတို့ကစစ်ကူတက်လာပြီးရှာကြတော့သုံးဝင့်ဘိုးတဦးနဲ့စခသုံးဒံယာနဲ့တွေ့တယ်လို့သတင်းရတယ်ကျွန်တော်တို့လည်းစခန်းပြန်ရောက်နေကြပြီလို့စစ်ကူစစ်ကြောင်းကိုမမိလိုက်တော့ဘူးစစ်ကူစစ်ကြောင်းလည်းပြန်ဆုတ်သွားပြီပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တာမရှိပါဘူးလို့ရွှေတန်းမြေပြည်သူ့ကော်မတီဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်ခင်ဗျာ နောက်သတင်းတစ်ပုဒ်ကတော့ဆရှုံးကောင်စီကအာရမစစ်သားတစ်စုဆောင်းမှုတွေကိုချက်ချင်းအေးအေးယူဖို့ကုလအာဆီယံနဲ့နိုင်ငံတကာကို NUG ကတောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းမှာမြန်မာနိုင်ငံမှာအတင်းကျပ်စစ်မှုထမ်းစီခိုင်းနေခြင်းတွေဟာအာရမလောဟာခိုင်းစီခြင်းနဲ့လူကုန်ကူးမှုကျွလွန်ရာရောက်တယ်လို့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်ကြောင်းဒီလောက်ရက်တည်းအများဆုံးရပ်တန့်မှုအတွက်ဆရှုံးကောင်စီကိုထိရောက်တဲ့ပိတ်ဆို့မှုတွေချက်ချင်းလှုပ်ဆောင်ဖို့မြန်မာညီရဲဆိုရ NUG ကကုလသမဂ္ဂအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာတိုင်ဝမ်ကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်ခင်ဗျာ2024ခုနှစ်ဖေဖော်ဝါရီလကစပြီးအသက်16နှစ်ကနေ35နှစ်ကြားလူငယ်တွေကိုစစ်ရှုံးကောင်စီကကြက်ကြက်ပြက်ပြက်အာရမစစ်မှုထမ်းခိုင်းတာတွေကိုသူတေသနာပြုစုခဲ့ပြီးဧပြီ28ရက်နေ့ကအာရမစစ်မှုထမ်းစေခြင်းမြန်မာနိုင်ငံချီတင်းကျပ်စစ်မှုထမ်းစေခြင်းရဲ့လက်တွေ့အခြေအနေများဆိုတဲ့အစိုးရကစားကို NUG လူခွင့်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်အစိုးရကမှာအတင်းကျပ်စစ်မှုထမ်းစေခိုင်းခံရတဲ့လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကိုအခြေခံပြီးစေအုပ်စုရဲ့လူအခွင့်အရေးချိုးဖောက်မှုနီးနာတွေကိုတင်ပြထားပါတယ်ဒီလူငယ်တွေဟာနေအိမ်တွေလုပ်ငန်းခွင်နဲ့စစ်စေးရေးဂိတ်တွေမှာစေအုပ်စုရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာတွေမိသားစုကိုချိန်ချောက်တာအချက်ကင်တာအတင်းကျပ်အကြမ်းဖက်ခေါ်ဆောင်တဲ့နီးနဲ့စစ်သားတစ်စုဆောင်တာတွေကိုဖော်ပြထားပါတယ်ဒီလူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးသူငယ်တွေနဲ့စစ်မှုထမ်းဖို့မသင့်တဲ့ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူတွေပါဝင်နေတဲ့အပြင်စစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေရဲ့အမြင့်စင်းတဲ့မိသားစုဝင်ထံ ငွေညစ်တောင်းခံတာတွေကိုတွေ့ရတွေ့ခဲ့ရပါတယ်။ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာတိုင်းဝန်အနေနဲ့စချုံးကောင်စီရဲ့ဒီလိုရက်တွေအများဆုံးရက်တန့်စေဖို့အတွက်ထိရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လင်းရင်စီပါဝင်လက်နက်တင်မှုရောင်းချမှုပိတ်ပင်တဲ့လုပ်ရက်တွေကိုလှုပ်ဆောင်မှုတိုက်တွန်းလိုက်ပါတယ်။အင်းနီးချင်းနိုင်ငံတွေအနေနဲ့လည်းအာရမစစ်သားတစ်စူဆောင်းမှုကြောင့်ထွက်ပြေးလာသူတွေကိုလူသားချင်းစာနာတဲ့မူဝါဒကိုအခြေခံပြီးစောင့်ရှောက်ပေးကြဖို့လေမြန်မာညီညွတ်ရေးဆိုရ NUG ကတိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့အကြမ်းတ်ဆက်ရှုံးကောင်စီရဲ့အာဓမ္မချင်းချောက်ပြီးတော့သူတို့ရဲ့ဂျိုးစီးပွားကိုအသက်ပေးကာကွယ်ခိုင်းမဲ့လုပ်ရက်တွေကိုနိုင်ငံတကာအနေနဲ့လည်းလက်ပိုက်ကြည့်မနေဘူးဒီလိုလုပ်ရက်တွေကြောင့်အင်းဒီချင်းနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်ရတဲ့လူငယ်လူရွယ်တွေကိုလည်းအင်းဒီချင်းနိုင်ငံတွေကလူသားချင်းစာနာထောက်ထားပြီးတော့ကူညီဆောင်ရှောက်ကြဖို့အန်ယူဂျီအနေနဲ့တိုက်တွန်းထားတာပါအဲ့တော့မရက်တာတဲ့အဆုံးမှာဆက်ရှုံးကောင်စီအတွက်လဲအသက်ပေးပြီးတော့မတိုက်ချင်ဘူး လွတ်မြောက်ရာဒေသနိစက်ရာနေဆက်မြို့ဒေသတွေကိုထွက်ပြေးတိမ်းရှောင်ကြရတယ်။အဲ့တော့နေဆက်မြို့ဒေသတွေမှာလည်းတချို့ကျွန်တော်တို့ဖမ်းမိကြတဲ့အခါမှာစစ်ရှုံးကောင်စီစီကိုပြန်ပို့တဲ့တဲ့ရင်နေကျွန်တော်တို့ခဏခဏကြားရတယ်ဒါတွေကလည်းစိတ်မကောင်းစရာတွေပါအဲ့တော့ဒါတွေအတွက်လည်း NGO အနေနဲ့တောင်းဆိုထားတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မိုးတက်ဆက်နှစ်နာရီချိန်ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့တောင်သာမြို့နယ်မှာရဲတပ်သားတအူလက်နက်ခဲယမ်းနေတဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းပါ မန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့ပေါ်မှာတာဝန်ကျနေတဲ့ရဲတပ်သားတို့ဟာလက်နက်ခဲယမ်းနေတဲ့အတူချိတ်ဆက်ကအလင်းဝင်ရောက်ခဲ့ကြောင်း MPD တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုင်ခဲကပြောပါတယ်။ဧပြီလ26ရက်နေ့တောင်သာမြို့ပေါ်မှာတာဝန်ကျနေတဲ့အကြမ်းမဆစ်ရှုံးကောင်စီတပ်လက်အောက်ခံရဲတပ်သားတို့ဟာလက်နက်ခဲယမ်းနေတဲ့အတူထွက်ပြေးပြီးမြင်းချံဗလက်ထိုက်က MPD တပ်ဖွဲ့ထံကိုအလင်းဝင်ခဲ့တာဖြစ်တဲ့အတွက်စုချင်းငွေ25သိန်းချင်းမြင့်ပေးလိုက်ကြောင်းသိရပါတယ်။စုချင်းငွေ25သိန်းစုချလိုက်ပါတယ်။ ဆက်သွယ်လာတာဧပြီလ22ရက်နေ့ကဆက်သွယ်လာတာ26ရက်နေ့မှာတော့ကျွန်တော်တို့စီအလင်းဝင်လာခဲ့တာပေါ့နောက်ထပ်လူတွေလည်းစစ်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်ပြည်သူစစ်ပဲဖြစ်ဖြစ်ပြူစော့တီပဲဖြစ်ဖြစ်ကျွန်တော်တို့ MVD တက်ဖွဲ့ထံအလင်းဝင်နေတယ်ဆိုရင် Facebook Page Messenger ကနေဆက်သွယ်လို့ရပါတယ်လက်နက်ပေါ်မူတည်ပြီးတော့စူးချင်းငွေချမယ်ပြီးလို့ရှိရင်တော်လိုင်းရေးတာဝန်တွေကိုထမ်းဆောင်နေတယ်ဆိုရင်ထမ်းဆောင်လို့ရတယ်လို့တာဝန်ထမ်းလို့စိတ်မရှိဘူးကွန်ပျူတာဆိုနေအတူတူနေနေတယ်ဆိုရင်လည်းလုံခြုံစိတ်ချရတဲ့နေရာအထိပို့ပေးနိုင်ပါတယ်လို့ MVD ကောင်းဆောင်ပုံမိုက်ခဲက တာဝန်ခံပြီးတော့ပြောဆိုထားပါတယ်ခင်ဗျာဒါတော့အလင်းဝင်လာတဲ့အလင်းဝင်လာသူပါအလင်းဝင်လာတဲ့ရဲတပ်သားတူပါလက်နက်နဲ့အလင်းဝင်လာတဲ့အတွက်စူးကျင်းငွေထိုက်တိုက်တန်တန်ရရှိပြီးတကယ်ဂုံတိတ်ခါရှိစွာရှေ့လျှောက်ဖျက်တမ်းရမယ်လူတပ်တန်းမှာဂုံတိတ်ခါရှိရှိနဲ့ရက်တည်နေထိုင်တော့မှာနေထိုင်နိုင်တော့မှာဖြစ်ပါတယ်စစ်ကောင်စီလက်အောက်မှာထပ်ပြီးတော့ရှိနေအောင်မယ်စစ်ကောင်စီ လူတစုရဲ့အကျိုးစီးပွားကိုအသက်ပေးပြီးဆက်ကားခွဲနေဦးမယ်ဆိုရင်တော့ဘယ်ချိန်မှာဘယ်လိုနေရာမှာဘယ်လိုပုံစံနဲ့ခွေးတွေဝတ်တွေတေးရမလဲဆိုတာစဉ်းစားလို့မရနိုင်ပါဘူးတေယုံနဲ့နေပြီလားဆိုတော့လူတေယုံနဲ့နေပြီလားဆိုတော့မပြီးပါဘူးနာမည်ပါတေးမှာပါကိုယ့်ရဲ့မျိုးဆက်ကိုယ့်ရဲ့မျိုးနွယ်စုကိုယ့်ရဲ့သားစဉ်မျိုးဆက်မှာဩမင်းဖေရတော့မင်းအကိုရတော့မင်းဦးလေးကတော့ဒီကာလ2024 2025မှာ စစ်တပ်ကတိုင်းပြည်ကိုအာဏာကိုသိမ်းထားပြီးတော့ပြည်သူကိုတတ်ဖြတ်နေတဲ့စစ်တပ်ဘက်မှာတာဝန်ထမ်းဆောင်ရင်းနဲ့ပေသွားရတဲ့လူတစ်ယောက်ကအမဲဆက်ကြီးကလူသေးုံနေမဟုတ်ပါဘူးနာမည်ပါမျိုးဆက်ထိလိုက်ပြီးတော့သေဆုံးရမယ်ပုံစံမှာဒါကြောင့်မလို့ရရင်ရတဲ့အခြေအနေမှာမြန်မြန်အလင်းဝင်ရောက်ကြဖို့လူကုန်တိတ်ခါနဲ့အညီနေထိုင်နိုင်မှု မျိုးဆက်တွေရဲ့နောက်ကျန်ခဲ့မဲ့မျိုးဆက်တွေရဲ့အမဲသက်မဖြစ်အောင် မြန်ဆုံးဆုံးဖြတ်ပြီးတော့ရှောင်းလှမ်းကြပါတော်လိုင်းတက်ခွေတွေနဲ့ပူးပေါင်းကြပါပြည်သူရင်ဝင်ကိုခိုးလုံကြပါလို့ထက်ဆင့်ပြီးတော့တရင်စကားပါပြရစီခင်ဗျာအဲ့တော့နေ့စဉ်နဲ့မြကျွန်တော် YouTube channel မှာလာရောက်စောင့်မျှော်ကြည့်ရှုကြတဲ့ comment တွေပေးကြတဲ့မှတ်ချက်တွေပေးကြတဲ့ကျွန်တော်တို့ကျမ်းမာပါစေကြောင်းစုမုံကောင်းတောင်းပေးကြတဲ့မိပါရီအားလုံးကိုပြည်သူတွေအားလုံးကိုတော်လှန်ပြည်သူအားလုံးကိုအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နေ့စဉ်နေ့စဉ်မှာတော်လှန်တာဝန်တွေကိုနိုင်သမျှထမ်းရွက်နိုင်ပြီး စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံကနေစုမကောင်တောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့ဗီနာခေါင်းလောင်းလေးကိုတည်ထားခြင်းအပြင်ကျွန်တော်ကိုကူညီဆောင်မနိုင်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့မကြခင်မှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ